စီပင်ဝန်တန်းတွေပေါ်မှာမထင်မှတ်တဲ့လောရက်လေးတစ်ခုအတွက်လူပြောများနေရဲ့မြင့်မြတ်ပရိသတ်များလုံးမင်္ဂလာပါရှင်ဘောင်မစ်နောင်းကနေပြန်လေးကြိုဆိုလိုက်ပါတယ်စီပင်တာယာအတန်ရှင်ဌာနကအမိုက်ကောက်တဲ့ဝန်တန်းလေးပေါ်မှာအခုလိုမျိုးမထင်မှတ်တဲ့အပြုတ်မှုလေးပြုလုပ်ခဲ့တဲ့အတွက်ဝေဖန်ပြောဆိုခံရတာကတော့မြင့်မြတ်ဖြစ်ပါတယ်မင်းသားချင်းမြင့်မြတ်ဆိုတာကတယောက်စာအိုက်တင်အရေးချမ်းမှဆိုရင်လေအပြစ်ပြောစရာမရှိအောင်ထူးခြားကောင်းမွန်တဲ့အတွက်ပရိသတ်များစွာကအားပေးနေကြရပါတယ် အခုလက်တလောအနုပညာလောကမှာမြင်းမြက်ရဲ့ရုပ်ရှင်ဇာတ်ကားတစ်ခုအယုံတင်ပြသနေပါတယ်။အဆိုပါရုပ်ရှင်ဇာတ်ကားကတော့မြေစာဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။အဲ့ဒီမြေစာရုပ်ရှင်ဇာတ်ကားမှာတော်ယုံတန်ယုံမင်းသားတွေတယုံမဆောင်နိုင်တဲ့ character တစ်ခုကိုမြင်းမြက်ကအပိပြင်းဆုံးတယုံဆောင်ခဲ့တာကိုတွေ့ရပါတယ်။မြင်းမြက်ကအဆိုပါဇာတ်ကားမှာလမ်းဘေးစီပင် အမိုက်သိန်းကားပုံစံမျိုးတယုံဆောင်ထားတာဖြစ်ပါတယ်။အထူးသဖြင့်မြင်းမြက်ကလူစိုးလူပင်လူမိုက်စိုက်ကားသမားအမှုသမားပလုံကောက်သူစတဲ့သဘာဝဇာတ် က်ရုပ်တွေဆိုရင်အရန်ကိုပြပြအသက်ဝင်အောင်တရုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။အခုလည်းမြင်းမြတ်ကမြေစာရုပ်ရှင်ဇာတ်ကားကြီးကိုနေတိုးတရုပ်မဆောင်နိုင်တဲ့ character တစ်ခုဖြစ်တဲ့လမ်းဘေးစီပင်ဝင်းထန်းအဖြစ်တရုပ်ဆောင်ကောင်းတာကြောင့်ချီချူးခံနေရတာဖြစ်ပါတယ်။အဆိုပါဇာတ်ကားတွေမှာဆိုရင်ရန်ကုန်တမြို့လုံးမှာရှိတဲ့အမိုက်တွေကိုလိုက်ကောက်ပြီးတော့တင်စီရတဲ့စီပင်သားရကတန်ရှင်းဝင်းထန်းလေးဖိုးထောင်နေတဲ့တရုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုးတရုတ်ဆောင်ရတဲ့အခါမှာအမိုက်ပုံကြီးတွေပေါ်မှာလည်းမယုံမရှာနဲ့တက်ပြီးတော့နန်းနန်းစောစောနဲ့တရုတ်ဆောင်ရတာတွေ့ရပါတယ်။ဒါအပြင်မြင့်မြတ်ကတော့ဒီအပေါ်မှာဘလို့မှကိုသဘောမထားပဲသူရဲ့အနုပညာပေါ်ပေးဆက်လိုတဲ့စိတ်နဲ့အကောင်းဆုံးပြည့်ပြည့်စွာတရုတ်ဆောင်ထားတာဖြစ်ပါတယ်။ ဒါတင်မကဘေးနားကနေသူရဲ့တယုံဆောင်အိုက်တင်ပုံမူပြပြင်စေဖို့အတွက်ကုညီလန်းပြပေးနေတဲ့စီပင်တရာကဝန်တန်းလေးပုံမှာလည်းအခုလိုပုံစံနဲ့ဆက်ဆံခဲ့တာကိုတွေ့ရပါတယ်။အဲ့ဒီဝန်တန်းလေးကဘေးနားကနေမြင့်မြတ်လိုအပ်တဲ့အရာတွေကိုပြောပြပေးနေကြတာပါ။သူတို့ရဲ့နေစဉ်ကြုံတွေ့နေရတဲ့လုပ်ငန်းလုပ်ကိုင်ပုံတွေကိုဘဝအခက်ခဲတွေကိုလည်းရှင်းပြနေကြပါတယ်။ဒါအပြင်စီပင်ဝန်တန်းတွေကိုလည်းမြင့်မြတ်ကတရုတ်တတိတလေးတစားနဲ့လက်ဆွဲနှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။ တကယ်ဆိုရင်မြင်းမြတ်ကမြန်မာနိုင်ငံရဲ့ထိတ်တန့်ရုပ်ရှင်မင်းသားတစ်လက်ပါဒါပေမဲ့လည်းမြင်းမြတ်ဟာအစဉ်တန်းခွဲခြားပြီးမန်မာနခွဲခြားခြင်းမရှိဘဲနဲ့လမ်းမေးစီပင်တာယာဝန်တန်းတွေပေါ်မှာတလေးတစားဆက်ဆံခဲ့ရကိုတွေ့ရပါတယ် ဖိုးတောင်ကရက်တာပြင်ပင်ဖို့အတွက်ဆရာတဆူလိုဖြစ်နေတဲ့စီပင်တရာကဝန်တန်းလေးပေါ်မှာမြင့်မြတ်ကရိုသေလေးစားစွာနဲ့ဆက်ဆံခဲ့ပါတယ်။အဲဒီဝန်တန်းတွေကိုပစ္စည်းတစ်ခုပေးတဲ့အခါမှာဒီအတိုင်းပစ္စည်းလက်ခတ်မပေးဘဲနဲ့လက်နှစ်ဖက်နဲ့ရိုရိုသေသေပေးလိုက်တဲ့ပုံစံလေးကတကယ့်ကိုလူပြောများပြီးတော့လေးစားစရာကောင်းနေပါတယ်။တာမန်အမိုက်ကဝန်တန်းသမားလေးဆိုပြီးနှိမ်ချစွာဆက်ဆံနေရမျိုးလုံးဝမရှိတဲ့လူလူချင်းအတူတူပါပဲလားဆိုပြီးလေးစားသမှုနဲ့ဆက်ဆံခဲ့တာကတော့တကယ်ချီးကျူးစရာပဲဖြစ်ပါတယ်။တချို့တွေဟာဆိုရင်သူတို့ကိုသူတို့နာမည်ကျော်မင်းသားမင်းသမီးတွေဆိုပြီး ပြီးတော့ဂုံမောက်မှာတက်ကြပါရင်မြင့်မြတ်ကတော့ဒီလိုမာနာကြီးရဲ့စိတ်ဓာတ်မျိုးလုံးဝမရှိပါဘူး။သူမသိတဲ့မကျွမ်းကျင်တဲ့နယ်ပယ်မှာကိုညီလောက်ခံပေးနေတဲ့ဝန်တန်းလေးတွေအပေါ်လေးစားစွာနဲ့တန်ဖိုးထားပြီးတော့အခုလိုအပြုတ်မှုလေးတွေနဲ့သူ့ရဲ့လေးစားမှုကိုပြသနေပါတယ်။အမိုက်ပုံပေါ်မှာနန်းစော်စွာနဲ့တယောက်ဆောင်နေရတဲ့ပုံမှာလည်းမျက်နှာတစ်ချက်ပြတ်တာမျိုးမရှိဘဲနဲ့သူတို့ရဲ့ဘဝကိုကိုချင်းဆန္ဒနားလဲပြီးတော့တီဗီဖန်သားအပြင်ပေါ်မှာအကောင်းဆုံးခြားပြနိုင်အောင်ဆွမ်းဆောင်ခဲ့ပါတယ်။ အခုလည်းညပတ်နန်စော်နေရဲ့အမိုက်ပုံတွေကြားမှာအလုံးလုံးနေတဲ့တန်ရှင်းဝင်တန်းလေးပုံမှာရိုသေလေးစားစွာနဲ့လူသားချင်းစာနာထောက်ထားပြီးတော့ခွဲခြားဆက်ဆံမှုမရှိတဲ့လောက်ရက်လေးကြောင့်ချီကျူးခံနေရတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမမနာအစဉ်တန်းခွဲခြားမှုမရှိတဲ့တရုတ်ဆောင်မြင့်မြတ်ကိုအားပေးကြရလားဆိုတာပြောသားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်။